မကွေးတိုင်းငဖဲမြို့နယ်အတွင်းကနေရီကဲလေချောင်းရံကာဝေးအထိုင်စခန်းက P18 အားလီဝန်နေရေဒါအမျိုးအစားရေဒါကိုစေုပ်စုတက်ကဖြုတ်သိမ်းရွှေ့ပြောင်းထားတယ်လို့မြန်မာစစ်ဘေးရာနယ်လုံခြုံရေးဆိုင်ရာအဖွဲ့ဖြစ်တဲ့မြန်မာ Defense and Security Institute MDSI ကအောက်တိုဘာလ16ရက်ကထုတ်ပြန်လိုက်ပါတယ်။အာရကတတော်နဲ့ဒေါ်လိုင်းအင်အားစုတွေကနေရီကန်စခန်းကိုသိမ်းပိုက်နိုင်ဖို့ဆက်လက်ထိုးစစ်ဆင်နေကြမှာပဲ။ စစ်အုပ်စုကရေဒါကိုယခုနှစ်ဖေဖော်ဝါရီလမှာဖြုတ်သိမ်းခဲ့တာလို့ထုတ်ပြန်ကြမှာရေးသားထားပါတယ်။အဲဒီရေဒါဟာရခိုင်ပြည်နယ်အစပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လှမ်းနိုင်ဖို့အတွက်တပ်ဆင်ထားတာဖြစ်ပြီးကြိုတင်သတိပေးတဲ့ရေဒါစနစ်ဖြစ်တာကြောင့်အကွာအဝေးကီလိုမီတာ250အထိစောင့်ကြည့်ထောက်လှမ်းနိုင်တယ်လို့ဆိုပါတယ်။ယူမဘော်ကနိုင်ငံတောင်ထိပ်မှာစိုးထိုင်းစာမြင်မာတာကြောင့်ကာလကြာရှည်လာတာနဲ့အမျှရေဒါမပြည့်စည်အောင်ကာကွယ်ဖို့အတွက် ကဘာလုံးပုံစံမြူကာစနစ်နဲ့ထားရှိခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်နေအိကန်စကန်ကိုပြီးသက်သိမ်းယူနိုင်ဖို့လက်ကျန်စကန်တချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းအာရကတတော်အေကအောက်တိုဘာလ16ရက်နေ့ကထုတ်ပြန်ထားပါတယ်။နေအိကန်စကန်ကိုတိုက်ခိုက်ရမှာစကန်ကုန်းကနေဖီယိုဖျက်ထွက်ပြေးသွားတဲ့စစ်အုပ်စုအဖွဲ့တွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့စကန်ကုန်းကနေထွက်ပြေးလာတဲ့လက်နက်ချအညံ့ခံသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ ။လက်ရည်ကန်ကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့ဘာစီယွာလန်အောင်နဲ့ဂုတ်ကြီးယွာလန်တစ်ပေါ်ကလုံချုံရဲ့အထက်ထက်ချထားတဲ့စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကို အော်တိုဘားလာအစောပိုင်းကလေးကအာရကတက်တော်နဲ့ဒေါ်လန်ရေးပူပေါင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လက်ဟောင်းနဲ့လန်တစ်ပေါ်ကစစ်အုပ်စုစခန်းတွေအားလုံးကိုသိမ်းပိုက်လိုက်တာဟာနိုင်ငံလေချောင်းရံကာကွယ်စခန်းကိုပါတဘာတဲ့ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့အခြေအနေရောက်သွားသလိုစခန်းသိမ်းတိုက်ပွဲအတွက် တော်လိုင်းအင်အားစုတွေကဆက်လက်ထိုးစစ်ဆင်နေလို့တိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့လည်းစစ်ရေးသတင်းမြစ်တူကဆိုပါရယ်။နိုင်ငံစခန်းဟောင်းအာရခတ်တတော်နဲ့တော်လိုင်းအင်အားစုတွေအတွက်မကွေးတိုင်းကိုထိုးစစ်ဆင်နိုင်ဖို့အကြီးဆုံးနဲ့စစ်ရေးအရာဗျူဟာအကြဆုံးဖြစ်တယ်လို့စစ်တီအင်အားတထောင်ဝန်းကျင်နဲ့ထိုင်ချထားတဲ့ရိုးမဘော်ကလေကြောင်းရန်ကာကွယ်ရေးစခန်းကြီးဖြစ်တယ်လို့လည်းတော်လိုင်းအင်အားစုတွေကပြောဆိုထားပါရယ်။စေအုပ်စုဘက်ကလည်းနိုင်ငံစခန်းကိုလက်မလို့ရဖို့အတွက်လေကြောင်းထိုးစစ်တွေကိုပါအသုံးပြုနေပြီး နေညမွေဘုံချက်ကခုခံကာကွယ်နေတယ်လို့သိရပါပါတယ်ခင်ဗျာစစ်တွေမှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုလည်းဆက်လက်ဖော်ပြပေးပါမယ်စစ်ကောင်စီနဲ့အာရခတတော်အေအေတို့ဆက်ဆိုင်ထားတဲ့စစ်တွေမျိုးနဲ့မှာလက်နက်ကြီးဒရုန်းများနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်အော်တိုဘာလ14ရက်နေ့မှာစတင်ကစစ်တွေစစ်ကောင်စီတိုင်းများမှာအေအေထိ ंछ ုပ်ထားရရသေတောင်နဲ့ပုံနာကျောအဆက်နေရာတွေကိုလက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေတာဖြစ်တယ်လို့သိရပါတယ် အော်တိုဘားလာ9ကလည်းစစ်တွေမျိုးမှာရှိတဲ့စစ်ကောင်စီတရင်တွေကပုံနာကျောင်းနဲ့ရတိတောင်မျိုးနယ်တွေကိုလက်နက်ကြီးအကြိမ်ရေ20ကျော်အထိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒေသစီးရီးသတင်းမြစ်တူပြောတာက လက်နက်ကြီးတပ်တော်တွေကပိုပြီးအကြိမ်ရေများလာတဲ့ပြစစ်ကောင်စီဟာမစ်ဆိုင်းတောင်းတွေလည်းဖြစ်တာရှိတယ်။ဆလီကစပြီးပြင်းပြင်းထန်ထန်ကိုအပြန်အလှန်ပစ်ခတ်နေကြတာပါ။အေအေကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြန်စစ်ကောင်စီဘက်က drone နဲ့ပုံကျဲတိုက်ခိုက်မှုများလည်းလုပ်နေတယ်လို့ဆိုပါတယ်။ အရကတတော်ရဲ့ယမန်နီကထုတ်ပြန်ကြမှာလဲစစ်တွေမြို့နီးပဝင်းရှင်မှာလက်နက်ကြီး drone အပြန်လန်တိုက်ခိုက်မှုတွေဟာယခုရက်များတွင်ပိုမိုပြင်းထန်လျက်ရှိကြောင်းဆိုပါတယ်ယခုရက်ပိုင်းအတွက်မှာစစ်ကောင်စီကစစ်တွေမြို့ပဝင်းရှင်မှာအဲအားဖြစ်တင်းကစီးရေးလှုပ်ရှားမှုများရှိလာသလိုစစ်တွေပင်လယ်ပြင်မှာလည်းစစ်ကောင်စီစစ်သည်မများကကဲလဲသွားလာမှုတွေကို တွေ့လာရတယ်လို့စစ်တွေမြို့ကန်တွေကပြောပါတယ်စစ်တွေမြို့ကန်မျိုးသားတူပြောတာကတော့ရွှေမင်းကန်ဘက်မှာအရင်ကလှုပ်ရှားမှုတိတ်မတွေ့ရပေမဲ့ အရင်နှစ်ရက်လောက်ကနေစပြီးကင်းနေတာတွေလုပ်နေတယ်။သူတို့မျိုးတွေကတည်ရင်နေရာတွေမှာအင်အားဖြည့်ထားတာတွေလည်းရှိတယ်လို့ပြောပါရယ်။စစ်တွေမျိုးရင်းရှိဒေသခံများမှလည်းစစ်ကောင်စီရဲ့စစ်ဆေးရေးတင်းကြပ်မှုကုန်းစည်စစ်ဆင်မှုပြတ်တောက်မှုတွေကြောင့်စားဝတ်နေရေးကြက်တဲမှုဒဏ်အပြင်လုံခြုံရေးကင်းမဲ့မှုဒဏ်ကိုပါ ခံစားနေကြရပါရယ်။စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ28မှာပြုတ်လုပ်မဲ့ရွေးကောက်ပွဲနဲ့ဆက်ဆက်၍စည်းလုံရှောင်းမှုတွေကိုယခုထက်ပိုမိုလုပ်နိုင်ကြောင်းလဲနိုင်ငံရေးလှိလာတုံ့သက်သူများကတုံ့သက်ထားပါရယ်။ ရခိုင်စီရေးလိလာတို့မျိုးသားတူကတော့စစ်ကောင်စီအတွက်ဒီနေ့မှာရခိုင်ပြည်ရွေးကောက်ပွဲဟာတော်တော်ရေးပါတယ်စစ်တွေမှသာရွေးကောက်ပွဲမလုပ်နိုင်ခဲ့ရင်စစ်ကောင်စီဟာရခိုင်ပြည်ကခွာပြီဆိုတဲ့သဘောအာဏာဆက်လုံးဝမရှိပြီဆိုတဲ့သဘောဖြစ်မှာပေါ့အဲဒါကြောင့်ရွေးကောက်ပွဲကာလမှာအေးအေးထိုးစစ်ဆင်လာမှာကိုစိုးရင်ချက်ရှိနေလို့မကြာခဏချင်းချောက်လက်နေကြီးတွေနဲ့ပြစ်နေတယ်လို့မြင်နေဒီလိုပြစ်ခတ်နေရင်ဒီထက်စည်ရေးတက်မှမှုတွေနဲ့တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ပြောပြထားပါတယ်ဒါပြင်စစ်တွေမျိုးပေါ်မှာ စစ်ကောင်စီကရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ရွေးကောက်ပွဲဆိုင်ရာစိုင်းဖုံများထောင်ခြင်းဒေသခံများအားမဲဆွယ်စည်းရုံးမှုများပြုလုပ်လျက်ရှိနေပါတယ်စစ်ကောင်စီတပ်ကစစ်တွေနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ရသေတောင်ပုံနာကျောင်းပေါက်တော်စားတဲ့မျိုးနယ်များမှာရှိတဲ့ခြေဝါများကိုလည်းလက်နက်ကြီးနဲ့မကြာခဏပစ်ခတ်နေတာကြောင့်အရက်သားထိခိုက်သေးဆုံးမှုများလည်းရှိနေပါတယ်ရခိုင်ပြည်မှာတော့မြို့တော်စစ်တွေနဲ့ကျောက်ဖြူမန်အောင်တို့သာအေအေကသိမ့်ပိုက်ရန်ကြံရှိတော်တာဖြစ်ပြီး လက်ရှိကြောက်ဖြူတိုက်ပွဲမှာလည်းနေစဉ်ပြင်းထန်လာနေတယ်လို့သိရပါတယ်ခင်ဗျာအများပြည်သူများစိတ်ဝင်စားသိချင်နေကြတဲ့နေရီကန်ဘူဟာကုန်းအခြေအနေနဲ့ပတ်သက်ပြီးအာရခတ်တတော်အေရဲ့အောက်တိုဘာ15ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့သတင်းထဲမှာယခုလိုပဲဖော်ပြလာပါတယ်နေရီကန်ဘူဟာကုန်းကိုအပိသက်သိမ်းနိုင်ဖို့အတွက်အနေငယ်သောလက်ချက်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်ထုတ်ပြန်ချက်အတွင်းဖော်ပြရမှာနေရီကန်ဘူဟာကုန်းကိုအပိသက်သိမ်းပိုက်ရယူဖို့အတွက် အနေငယ်သောလက်ချက်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ကစင်ကလေးထွက်ပြေးနေကြတဲ့ရန်သူများနဲ့လည်းနေရာအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။လက်နက်ချအလင်းဝင်ရောက်လာတဲ့သူတွေကိုလည်းစစ်တုံးမှန်းဥပဒေနဲ့အညီခေါင်းမော်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ဒါပြင်စစ်ကောင်စီဘက်ကအမ်ဗရန်ရိုးတောင်ကျော်လမ်းမှာရှိတဲ့နေအိမ်ကန်လေးချောင်းရဲ့ပြွာကုန်းအတွက်လိုအပ်တဲ့စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကိုအချမ်းဘက်စစ်တပ်ကလေးချောင်းနဲ့တတိယအကြိမ်မြောက်လာချပေးခဲ့တယ်လို့လည်းသိရပါတယ်။ ဒီနေ့အော်တိုဘာ16ရက်နောက်ဆုံးအချိန်မှာအဆိုပါစားနပ်ရိက္ခာများနဲ့လက်နက်ခဲယမ်းတွေကိုနေကန်လေကြောင်းရဲ့ကာကွယ်ပြွာကုန်းတို့ဒီနေ့အော်တိုဘာ16ရက်မနက်ပိုင်းကဝိုင်းထွဲနဲ့ထပ်မံလာချပေးခဲ့ခြင်းဖြစ်တယ်လို့စီးရီးသတင်းမြစ်တွေကပြောပါတယ်။ဒီနေ့မနက်ကလည်းဝိုင်းထွဲနဲ့ရိက္ခာထုတ်တွေလက်နက်ခဲယမ်းထုတ်တွေလာချတယ်။ကြည့်ပုံရတော့တောင်ပေါ်ကနေအောက်လဲမစင်ဝရိက္ခာတွေလည်းပြက်နေပုံပေါက်တယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာအချမ်းဘက်စစ်ကောင်စီတပ်ဖက်က အနည်းဝင်းကျင်တွေကိုလက်နက်ကြီးဒရုန်းများနဲ့ပစ်ခတ်လျက်ရှိပြီး Jet Fighter နဲ့ရှစ်ကြိမ်ထက်မနည်းပစ်ချတိုက်ခိုက်လျက်ရှိတယ်လို့မြေပြင်သတင်းမြစ်တွေထံကသိရပါဗျာ။အာရခတက်တော် A နဲ့ပူပေါင်းတော်လိုင်းတက်တို့ရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းခံရ၍ကြားလူဆဲဆဲဖြစ်နေတဲ့နိုင်ငံပြူအကုံတို့အချမ်းဘက်စစ်တကစားနိုင်ခါနဲ့လက်နက်များကိုလေးချောင်းမှလာရောက်ချပေးနေမှုမှာယခုအချိန်နဲ့ဆိုလျင်တပတ်အတွင်း၃ချိန်ရှိသွားပြီလို့ဆိုပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ၁၇ရက်နေ့စနေနေ့တို့ကလည်း ယခုလိုနှစ်ချိန်တိုင်းလေကြောင်းမှလာရောက်ချပေးခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလ၁၇ရက်နေ့ကလေအမလေကြီးနဲ့လာချပေးခဲ့ကြမှာလက်နက်ခဲများနဲ့ရိတ်ခါတုပ်တချို့ကိုအေးအေးကသိမ်းဆီးရမိခဲ့ကြောင်းလည်းသိရပါတယ်။နိုင်ငံလေကြောင်းရန်ကာကွယ်ရေးစခန်းဝိုင်းရန်ပိတ်ဆို့ခံထားတဲ့အတွက်လက်နက်ခဲရနဲ့ရိတ်ခါများပြတ်တောက်နေတဲ့အနေအထားမှာရှိနေကြောင်းလည်းသိရပါတယ်။နိုင်ငံပြည်အောင်ကိုအပိသက်သိမ်းပိုက်ရယူဖို့အတွက်အနေငယ်သောလက်ချက်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ ကစင်ကလေးကထွက်ပြေးနေကြတဲ့ရန်သူများနဲ့လည်းနေရအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့အေကယမန်နေ့အောက်တိုဘာ15ရက်နေ့ကထုတ်ပြန်ထားပါဗျ။ဒါ့အပြင်လက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးမှန်ဥပဒေနဲ့ညီခေါင်းပေါ်သွားပြုစုဆောက်ရှောက်ပေးထားတယ်လို့ပြောဆိုထားပါဗျ။လက်ရှိမှာလက်ရည်ကလေးချောင်းရံကာကွယ်ရေးစခန်းနဲ့ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ်14ကျောင်းတောင်ကျောတဝိုက်နေရာတချို့မှာလည်းအကြမ်းဖက်စစ်တပ်နဲ့အေရိုကြားရန်ဖန်ရန်ခါတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ တိုင်ဝဲကတော့တောင်ကျောတစ်ချောင်းမကြာခဏရှိတယ်။သူတို့စစ်ကြောင်းတွေဖျက်တိုက်ခံရတာမျိုးရှိတယ်လို့မြေပြင်စီးရေးသတင်းမြစ်တွေကပြောပါရယ်။နိုင်ငံလေကြောင်းရန်ကာကွယ်ပြူဟာစခန်းတော့ဗရန်ဘကနေစစ်ကိုလာနိုင်တဲ့လမ်းအောင်လမ်းသစ်နှစ်ခုစလုံးကိုအေအေနဲ့ဒေါ်လာရင်တက်ဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ထားတာကြောင့်အဆိုပါနိုင်ငံစခန်းမှာလက်လက်နဲ့စားနပ်ရိက္ခာများပြတ်တောက်နေတယ်လို့ဆိုပါရယ်။ဘကိုးတိုင်းဗရောင်းမြို့နယ်ပကံခွေးဘက်မှာလည်း63.0ကိုတိမ့်ပတ်ရရှိတယ်လို့အေကထုတ်ပြန်ထားပါတယ်။ဘကိုးတိုင်းပရောင်းမြို့နယ် ပကံခွေးခေါ်ပကံခွေးကျေးရွာတော်ဘက်9ကီလိုမီတာကွာဝေးမှာရှိတဲ့အချမ်းဘက်စစ်တပ်ရဲ့63လုံးပွင့်ကုန်းကိုတင်ပတ်ရရှိခဲ့တယ်လို့အာရကတတော်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီ666ပွင့်ကုန်းကိုအော်တိုဝါလာ14ရဲ့မနက်9:05မိနစ်ချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီး3နာရီအကြာမှာတင်ပတ်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါပွင့်ကုန်းနဲ့၎င်းပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားနေခဲ့တာမှာကာလအတန်ကြာခဲ့ပြီဖြစ်တော်လဲ။ ယမန်နီကစပီးအာရကတတော်မှာထိုးစစ်အရှင်ကိုမြင်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။၃နိုင်ခန့်၃ဘက်၃တန်မှာထိုးစစ်ဆင်တိုက်ခိုက်မှုပြီးမှအဆိုပါစခန်းကိုအာရကတတော်မှာသိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဝိုင်း666စခန်းတစ်ခုလုံးအားသိမ်းပိုက်ရယူခဲ့တဲ့အတွင်းရန်သူအလောင်းအချို့လက်နက်ခဲယံနဲ့စစ်အုံဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။ယခုထိုးစစ်အတွင်းတိုက်ရိုက်ခိုက်ရေးကောင်းတဲ့အာရကစစ်တီတော်များနဲ့အတူဘေးဆက်ဆုံးလွန်ခဲ့ရတဲ့အာရကစစ်တီတော်များအား လေးနက်စွာမှတ်တမ်းတင်ဂုံပြုအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်ခင်ဗျာ။